အားလုံးပဲမင်္ဂလာပါဗျာ Rushport ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Premier League အပြောင်းအရွှေ့ဈေးကွက်ကတော့ Club World Cup ကြောင့်ဒီနေ့ဂျွန်၁ရက်နေ့မှာပဲစတင်ပြီးစောစီးတော့ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်နောက်ဆုံးကြားသိရတဲ့ Manchester City အသင်းရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ Rumors လေးတွေကိုဖော်ပြပေးလိုက်ပါတယ်ဗျာပထမဆုံးအနေနဲ့ AC Milan အသင်းရဲ့ကွင်းလယ်ကစားသမား Tierney Reinders နဲ့ Man City အသင်းဟာစတင်ဆွေးနွေးနေပြီဖြစ်ကြောင်းကြားသိရပါတယ် မန်စီးတီးအသင်းဘက်မှဒီလာထဲမှာကစားမဲ့ FIFA Club World Cup အမည်အလိုရှိနေကြောင်းသိရပါဗျ။အသက်26နှစ်အရွယ်ရှိပြီးပြီးခဲ့တဲ့ရာသီမှာ AC Milan အသင်းအတွက်ပြိုင်ပွဲဆုံး58ပွဲကစား15ဂိုးသွင်းပြီး၄လုံး assist လုပ်ထားပါဗျ။ကစားသမားရဲ့ခံမှန်းပြောင်းရွှေ့ခြေကတော့ရူရိုတန်90ခန့်ရှိကြောင်းသိရပါဗျ။နောက်ထပ်အနေနဲ့ကတော့ပြင်းထန်တဲ့ Lion အသင်းရဲ့တိုက်စစ်ကစားသမား Ryan Shaki ကို Man City အသင်းမှစိတ်ဝင်စားလျက်ရှိကြောင်းသိရပါဗျ။ ကစားသမားဘက်မှလည်းစိတ်ဝင်စားလျက်ရှိပြီးမန်စီးတီးအသင်းနဲ့သဘောတူညီမှုရထားပြီဖြစ်ကြောင်းသတင်းတွေကဖော်ပြထားပါတယ်။အသက်21နှစ်အရွယ်လူငယ်ကစားသမားလေးဟာပြီးခဲ့ရသည့်လိုင်ယွန်အသင်းအတွက်စုစုပေါင်း44ဘွဲ့ကစား12ဂိုးသွန်း20လုံး assist လုပ်ထားနိုင်ပါတယ်။ရှက်ကီရဲ့ပြောင်းရွှေ့ချေတန်ဖိုးမှာရူရို35တန်းခန့်လို့သတင်းတွေအရသိရပါတယ်။ဥရောပသင်းအတော်များများကလည်းရှက်ကီအားစိတ်ဝင်စားနေကြောင်းရူမတ်စ်တွေထွက်ပေါ်လျက်ရှိပါတယ်။ နောက်ထပ်အနေနဲ့ Nottingham Forest အသင်းရဲ့တိုက်စစ်ကစားသမား Morgan Gibbs White ကိုလည်း Man City အသင်းမှာစိတ်ဝင်စားလျက်ရှိကြောင်းသတင်းတွေထွက်ပေါ်လျက်ရှိပါတယ်။ Nottingham အသင်းရဲ့လက်ရှိအသင်းကောင်းဆောင်ဟာပြီးခဲ့တဲ့ရာသီတစ်လျှောက်လုံးအသင်းကိုကောင်းဆုံးအကျိုးပြုနိုင်ခဲ့ပြီးတော့ပြန်ပွဲဆုံး38ပွဲကစား9ဂိုးသွင်းပြီး10လုံး assist လုပ်ထားနိုင်ပါတယ်။ခမန်းပြောင်းရွှေ့ကြီးတန်ဖိုးကတော့ Roro တန်း90ခန့်လို့သိရပါတယ်။ဘာစီလိုနာအသင်းမှာစပိန်ကွင်းလယ်တိုက်စစ်ကစားသမား ဒါရီအော်လ်မွန်နဲ့လည်းမန်စီးတီးတင်းဟာတည်င်းတွေထွက်ပေါ်လျက်ရှိနေပြီးဖြစ်လာနိုင်ခြေရှိမရှိကတော့လာမယ့်ရက်တွေအတွင်းသိရမှာဖြစ်ပါတယ်။အသက်28အရွယ်ရှိအော်လ်မွန်ကတော့ပြီးခဲ့တဲ့ရာသီဘာစီလိုနာအတင်းအတွက်ပြိုင်ပွဲဆုံး38ပွဲကစား12ဂိုးသွင်း6ဂိုးအဆစ်လုပ်ထားပါတယ်။လီဗာပူးတင်းနဲ့ပါစင်နဲ့သဘောတူညီမှုရယူထားနိုင်ပြီလို့တည်င်းတွေထွက်ပေါ်နေတဲ့ဖုံးပေါက်ဘဲနောက်ခံလို့မီလိုရှ်ကဲကတ်ကိုလည်းမန်စီးတီးမှစိတ်ဝင်စားနေကြတယ်။ တည်င်းတွေကပေါ်ပြထားပါတယ်။အသက်22နှစ်အရွယ်အဆိုပါကစားသမားရဲ့ခံမှန်ပြောင်းရွှေ့ခြင်းတန်ဖိုးကတော့ရူရို45တန်းခန့်လို့ကြားသိရပါတယ်။ဘရာဇီးကလပ်ဖလာမင်ဂိုမှာအသက်22နှစ်အရွယ်ညာနောက်ခံလို့ဝက်စလီ ဖရန်ဆာကိုလည်းစိတ်ဝင်စားလျက်ရှိကြောင်းတည်င်းတွေထွက်ပေါ်လျက်ရှိပါတယ်။မန်ချက်စတာစီးတီးအနေနဲ့ဂိုးသမားတဦးခေါ်ယူရန်လက်ရှိနေပြီးပေါ်တူဂီကလပ် FC ပေါ်တို့တင်ရဲ့ဂိုးသမားဒီယိုဂိုကော့စတာကိုပြစ်မှတ်ထားနေကြောင်းသိရပါတယ် နောက်ထပ်ဖော်ပြပေးချင်တာကတော့မန်စီသည်တင်ဟာအသင်းရဲ့အသက်28နှစ်အရွယ်ကွင်းလယ်ကစားသမားရိုဒရီဂိုစာချုပ်တစ်ကမ်းလှမ်းရဲ့စီစဉ်နေကြောင်းပဲဖြစ်ပါတယ်။တပတ်လောက်ကလာစာပေါင်း3သိန်းနဲ့ချုပ်ဆိုထားတဲ့စာချုပ်ဟာနှစ်နှစ်ကြံနေသေးပေမဲ့တပတ်လောက်ခလာစာပေါင်း3သိန်းထိတိုးပြီး2029ထိတက်တန်းတိုးစာချုပ်ချုပ်ချင်နေကြောင်းကြားသိရပါတယ်။အကယ်၍စာချုပ်ချုပ်ဖြစ်ခဲ့ရင်တော့ရိုဒရီယာ ဟာလန်ပြီးရင်မန်စီးတီ၌ဒုတိယလောက်ကလစာအများဆုံးကစားသမားအဖြစ်ရပ်တည်နေမှာပဲဖြစ်ပါတယ်။ဟာလန်ရဲ့တပတ်လောက်ကလစာကတော့ပေါင်9သိန်း2000ကျွဲထိရှိနေတာပဲဖြစ်ပါတယ်။မန်စီးတီအတင်းအားပေးကြတဲ့ဂျီကိုရီရဲ့အတင်းအပြောင်းရွှေ့ပုံထင်မြင်ယူဆချက်လေးတွေကိုလည်းဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်ဗျာ။ချစ်ရှုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။